မန္တလေးတိုင်းစင်ကူမြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီးတဦးသေဆုံးသွားခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပါခါဖာစီကနေသိရပါတယ်။ဂျွန်လာ29ရက်နေ့မနက်7:00နာရီမိနစ်50လောက်မှာတရားဦးလီတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးဟာလက်ပံလာရွာပြည်စိုးအောင်ရက်ွက်ထဲကိုလေကြောင်းတိုက်ခိုက်သွားခဲ့လို့အသက်40နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးသွားတယ်လို့နေအိမ်၃လုံးလေးပျက်စီးသွားခဲ့ပါတယ်။ ။လက်ရှိမှာတော့စင်ကူမျိုးနယ်မှာဒေသခံတွေထွက်ပြေးတိမ်းရှောင်လာမျိုးမရှိပဲလီရင်လာတဲ့အခါမှသာဘုံခုကျင်းနေနေပြီးလီရင်ပြန်ထွက်သွားတဲ့အခါမျိုးမှာတော့ပုံမှန်တိုင်းနေထိုင်ကြတယ်လို့ဆိုပါတယ်။ အဲ့ဒီနေညာစိန်နိုင်လောက်မှာလဲစင်ကူမျိုးပေါ်ရှိ ကြန့်ခိုင်ရေးပါတီယုံကိုတရားဥကနေတက်လာတဲ့ Jet Fighter တစ်စီးဟာလီချောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ပါသေးတယ်။အခုလိုလီချောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့တဲ့အတွက်ကြန့်ခိုင်ရေးပါတီယုံအစအုံတစ်ခုလုံးထိမှန်ပျက်စီးသွားခဲ့ပြီးပြည်သူထိခိုက်တာမျိုးတော့မရှိဘူးလို့ဆိုပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့ဝေယာမနေထိုင်ကြဖို့နဲ့လီချောင်းရန်ကာကွယ်နိုင်ဖို့အတွက်ဘုံကုကျင်းတွေတူထားကြဖို့ကိုလည်းနှိုးဆော်ထားပါသေးတယ်။